မင်္ဂလာပါရှင်ရွှေစင်အကယ်ဒမီရတနာရွှေဆိုင်ချမရတနာကွန်မဏီလေးမေးချမစတိရလက်စွပ်လေးတွေရအခါလေးနဲ့လက်စွပ်လေးတွေအကြောင်းပြပြပေးသွားမှာဖြစ်ပါတယ်ရှင်။မပြောပြခင်ကြိုတင်ပြပြချင်တာလေးကလက္ခဏာများဟာယခုဗီဒီယိုတင်ခြင်းဖြစ်ပေါ်နေသောလက္ခဏာစဉ်းလုံးလေးတွေပဲဖြစ်ပြီးတော့အချိန်နဲ့မျှကြောင်းလဲနိုင်ပါတယ်ရှင်။ နှင်းစီပန်လက်စွပ်လေးပါရှင်လက်ခ18000ကျပ်အလေးချိန်၄ဘဲမှ၁၂ဘဲအထိလက်ခ18000ကျပ်ဖြစ်ပြီးတော့အလေးချိန်ပုံများရင်ဇီလီနည်းနည်းကြောင်းပါတယ်ရှင်မွာနာလဆုလက်ခ13500ကျပ်အလေးချိန်10ဘဲမှအတင်ပြုလုပ်လို့ရပါတယ်ရှင်။ကျင်းကုန်းသုံးရလဆုလက်ခ13500ကျပ်အလေးချိန်10ဘဲမှစတင်ပြုလုပ်လို့ရပါတယ်ရှင်။ နှစ်ပင်းနဲ့အလုံးသုံးရပြည့်လက်စုလက်ခ2500ကျလေးချိန်10ပင်းမှစတင်ပြုလုပ်လို့ရပါလေရှင်။လေးပင်းလေးချိန်လက်စုလက်ခ2500ကျလေးချိန်10ပင်းမှစတင်ပြုလုပ်လို့ရပါလေရှင်။ပပြလက်စုလက်ခ9000ကျပ်အလေးချိန်2ပဲမှစတင်ပြုလုပ်လို့ရပါလိမ့်ရှင်။ တိန်ကုန်းလက်စလက်ခ9000ကျအလေးချိန်နှစ်ပဲမှအစတင်ပြုလုပ်လို့ရပါတယ်ရှင်ဝိုင်းတူခေသုံးရည်ပြည့်လက်စလက်ခ9000ကျပ်အလေးချိန်10ပဲမှအစတင်ပြုလုပ်လို့ရပါတယ်ရှင်။စတိပိုင်လုံးလက်စလက်ခ9000ကျပ်အလေးချိန်10ပဲမှအစတင်ပြုလုပ်လို့ရပါတယ်ရှင်။ ဝိုင်းတူးကေအလွဲလက်စလက်ခ9000ကျောင်းချက်အလေးချိန်နှစ်ပဲမှစတင်ပြုလုပ်လို့ရပါတယ်ရှင်။ဒါလေးတွေကတော့ရွှေစင်အကယ်ဒမီယတနာရွှေဆိုင်ထမြေယတနာကုမ္ပဏီလစ်မစ်တမှထုတ်လုပ်ထားတဲ့ဝေးရတဲ့သူတွေတန်းကြိတ်ကြတဲ့အပြင်ပြန်ရောင်းလဲလက်ခ၄ဘဲကုန်ကြပြီးတစ်ချောက်ပဲအတုံးခဲစေးတိုင်းပြန်ရောင်းလို့ရတဲ့ဇတိလက်စလေးတွေပဲဖြစ်ပါတယ်ရှင်။နောက်ထပ်ရောဗားလေးတွေတည်ကျင်သေးလဲဆိုတော့ကိုကောမန့်မှာဆွေးနွေးခဲ့ကြပေးပါနော်ကျေးဇူးတင်ပါတယ်ရှင်